အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးညိုများရေးသားထားတဲ့ကောက်ရိတ်ချင်းဆိုတဲ့ဝိထုတုံးလေးကို ပထမတစ်ပုဒ်အနေနဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင် ကောက်ရိတ်ချင်းစိန်ဥသည်ဒဇင်ကိုလွှဲကားလွှဲကားမိမိငန်းတွင်ရှိစဘာပင်ဝါဝါဝင်းများကိုရိတ်လျက်ရှိနေ၏ကောက်လှိုင်းကိုပုံရရှိပြီး တခြားသောငန်းများတွင်စဘာရရင်စိတ်ရှိတိုင်းအော်ဟေးလျက်စိန်အောင်ကြီးအောင်ပင်လဲဘိုက်ဘော် လန်ကြီးထူစားသောကာလာဘော်ဖြစ်ကတဲ့ဆန်းသချင်းများကိုမမောမပန်းဒီဆိုနေကြသည့်ယာရှင်၊လှညူ၊မဲရှိ၊မဲမီ၊မငွေတော်တို့ကပျော်ရွှင်ကြပေသည်။စိန်ဦးကတချင်းလည်းမဆိုတချင်းတန်များကိုလည်းမကြနိုင်ပဲမိမိအလုပ်တွင်သာစိတ်ဝင်စားနေဟန်ရှိတော်၏။ဟေးရှင်အစိန်ဦးရဲ့အခုလိုတချင်းမဆိုနိုင်အောင်ညီမာတော့ဆယ်လင်ပေါ်နေသလားဟုမငွေတော်ကအော်ကာနောက်၏။သို့သောစိန်ဦးကဂယူးမဆိုင် စိန်ဦးစိတ်သည်ယမန်နှင့်ကကောက်ရိတ်ချင်းကိုသာတတိယလျက်နေနေသည်ကံဆိုးသူမိမိ၏ငယ်ချစ် မောင်ကန်ထွန်းကိုသာတတိယလျက်နေနေသည် မောင်ကန်ထွန်းကတည်လီပြီးယမန်နှင့်ကယခုလိုကောက်ရိတ်ချင်းတွင် မောင်ကန်ထွန်းမှာမွေဟောက်ကြိုက်ခံရသည်စီမမီဘိန်းတော်ဆရာကိုစံကျူးလာနှောင်း၍လာမသည်မောင်ကန်ထွန်းက၃နာရီတွင်ဇီဝင်ချုပ်သည်ယနေ့နံနဲ့စိန်ဦးလေတော်သူဆင်းလာရလန်းတွင်ဖျားငုံတို့ကလေးကိုဖျက်၍လာရ၏ ထို့ကြောင့်စိန်ဦးသည်ကန်ထုံးကိုမလွမ်းဘဲသတိမရဘဲမနေနိုင်တော့ပြီ။ဤဖျားငုံတို့ကလေးဤညာဘက်ရှိနဘူးချုံပုတ်ကလေးဒီကခါတိုင်းကဲသို့ပင်လမ်းလျက်ရှိပေ၏။ဤချုံပုတ်ကလေးကကန်ထုံးနှင့်စိန်ဦးတို့ဤပျော်ဆန်ရာနတ်ဘုံနန်းနန်းပေသည်။ဤနဘူးချုံပုတ်ကလေးတွင်ဝဲကန်ထုံးသည်စိန်ဦးအားချစ်လေ၏။စိန်ဦးသည်လည်းကန်ထုံးကို ပြန်ချစ်၏။အနာဂတ်နောင်ရေးကိုနှစ်ဦးလဲရှက်ကဆွေးနွေးလေရှိကြ၏။ကိုကန်တို့က လေးလေးဆေးဆေးစကားပြောတတ်ရှာ၏။ဆံရွင်းနှင့်တာပြောတို့လိုမြောက်ဖက်ရွှေဘူတို့သွား၍ဝင်ဝင်များများရမိအလုတ်ကိုင်းကိုရှာဖွေကားစူးစားလိုလေသည်။တလနှင့်လေးချက်သာရသောစင်းငှားလုံးကိုအလိုမရှိချေ။မိမိသည်အနုံညာတလူတန်းစားမဟုတ်ကြောင်းစိန်ဝီဆွေမျိုးတို့အားကောင်းကောင်းကြီးသိစေခြင်းသောတမာရီစိန်နှလုံးရှိ၏။အောင်မေသည်တရိယာသည် တလေလေစိန်ဥလွမ်းလာသည်။အိုးစိန်ဥရဲ့မွေးရင်လဲငါကလေးပေါ့ကွ ငါရဲ့ကလေးပေါ့ကဘသူကိုကယူဆိုင်မှာလဲလာပါစိန်ဦးကြားယောင်ယောင်ထိုခိုက်တွင်ခလန်းလန်းမှလှညိုသည်တရှင်တပိုးကို ဖွဲ့ဖွဲ့နှွဲနှွဲဆိုကားဆူလိုက်ထိုတချင်းမှာဆက်စရာကြီးဦးစိန်ကရုံကွယ်လွန်ခြင်းကသူဤဇက်အဖွဲ့ဝင်များတည်ဆိုသောအေးရင်ကျူတန်ဖြစ်၏လှညိုကစိန်ဦးအားစောင်းချိတ်ခြင်းကမဟုတ်ဆိုရေးကောင်းသဖြင့်သူဟာသူအမှန်မဲ့တည်ဆိုလိုက်ခြင်းဖြစ်၏ တပည့်များနဲ့ရွက်ထဲယုံကိုဘက်နဲ့ပုံထားခဲ့လေးတယ်ထားခဲ့လေးတယ်အိုးရှင်သင်မင်းရဲ့ကကိုချင်းလေးကိုချင်းလေးစာဘူးကွယ်စိန်ဦးမချုပ်တီးနိုင်ရှာတော့စိန်ဦးအိန္ဒြေမစင်နိုင်တော့ကောင်းကောင်းကောင်းရဲ့ရင်းမြင့်စိန်ဦးဤမျက်ရည်ဘူးတို့သည် နဖူးမှချွေးလုံးများနဲ့ရောရှဲကနွားချီရောက်ခွဲနှင့်ပကြားရဲ့ရှုံများပေါ်သို့တပေါင်းပေါက်တစဲစဲကြဆင်းကုန်လေသည်ကန္နာလောကမဂ္ဂဇင်းဇန်နဝါရီလ1936 အားလုံးပဲမင်္ဂလာပါရှင်ဒုတိယတပုတ်အနေနဲ့ညာအိယာတဲ့ဝင် ဆိုတဲ့ဝိထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါလေရှင်ညာအိယာတဲ့ဝင်ညာအိယာတဲ့ဝင်ဖျားရှိခိုးလင်းမောင်ကိုယီမန်းကကျမ်းမာပါစေချမ်းသာပါစေရှင်စားရဆောင်ကိုလက်တဖဲ၌ကိုင်းကကြောင်းသူခင်းစိန်သည် သူ့အရာပေါ်တွင် ခြေပြက်လက်ပြက်မချစ်သည့်ဖြစ်နေ၏ခင်းစိန်ဤရွှေမျက်နှာတော်သည် ေါသမိုးဆွေလူရဲ့ချက်ချင်းပင်မျက်ရည်များအသေးထန်စွာရွာချတော့မြည်ခဲ့သို့ဖြစ်နေလေသည်။အိုးမကြိုက်ဘူးမကြိုက်ဘူးဒီစာကိုနည်းနည်းမှမကြိုက်နိုင်ပါဘူး။သူငါ့ကိုတည်တည်ချာချာချိုးတာပါ။အတိတာကြီးပါ။ရေစရာမဟုတ်ဘူးချိုးတာချိုးတာတိတ်ယုံတာပဲ။ရွှေပြက်ပြက်နဲ့တိတ်ယုံတာပဲ။သိပါတယ်သူလုံးလိုက်မှဖြစ်တာမျိုးကြီး။အန်ဂျင်လေးရဲ့ခင်စိန်သည်စာကိုတဖန်ပြန်ဖက်လေသည်။ခင်ပေးပို့လိုက်သောပန်းထိုးလက်ကင်မွာလေးတွေအတွက်အများကြီးအားကြီးကျေးဇူးတင်ပါတယ်။ မောင်မာလဲပိုးလက်ကင်ဘွားများပေါ်ပါသည်ထို့ကြောင့်ခင်ကားပေးသောထိုပိုးလက်ကင်ဘွားလေးကိုနှာစီနေသောမိတ်ဆွေတူအားပေးပြလိုက်ပါသည်အိုးဟုတ်ပါတယ်သူအပြောင်ရေးတာမဟုတ်ဘူးချိုးတာငါ့ကိုတမင်ချိုးတာအော်ငါမှားတာပဲသူ့ကိုတနာမိတာသူ့ကိုစာပြန်မိတာမှားတာပဲသူဟာသူတင်းနေနေအစားကငါအိမ်တရင်နဲ့ငါနေရင်ဒီလိုအချိုးခံရဖို့ဝေးလို့ငါရေးမိတဲ့စာတွေကိုခုနေအကုန်ပြန်ပြီးရရင်ကောင်းမှာပဲဘယ်နဲ့လုံးရမလဲမသိဘူး အကုန်ပြန်ရခြင်းနဲ့အားလုံးစီစီညံ့ညံ့ချီပြီးမိရှုပြင်မယ်။ငါကိုကလည်းမိုက်ပြီးစနေနေ့မှမှသူ့စီကိုစားသွားရင်းမိတာကို စနေနေ့မှစားရင်းရင်ဘယ်တော့မှမကောင်းဘူး။ဒါမျိုးကြီးဖြစ်တတ်တာပဲ။ငါကလည်းလွန်လွန်ပါလေလေပြုတ်လွန်ပါလေ။ဘာလို့သူနဲ့စားပြီးစားယူလုံးမိရသလဲ။အော်မရေးပဲလဲမနေနိုင်ရှာပဲကူနော်။ချစ်ပါတယ်ခင်ပါတယ်။ကျေနာပါတယ်ဆိုတာတွေကတိတ်များနေရှာတာကိုလောကကြီးမှာကိုကိုကြီးကိုကိုကြီးနဲ့အမြဲတမ်း လွမ်းညင်ဆွေးကျင်နေတဲ့ငါးပေကိုဒါကြောင့်ခုလို1500ကီလီတာအားကြီးမှုတွေရောက်ကုန်တာပေါ့။အိုးဒီလိုလဲမဟုတ်သေးပါဘူး။တမျိုးပဲလေ။စားရရတာကလည်းကောင်းပါလေ။စားရရင်စိတ်ထဲမှာတမြင့်မြင့်ဆွေးပြီးတငွေငွေကလေးချစ်ချင်လာတာပဲ။အော်ငါကလည်းငါ။ဒီတင်းငွေကြရင်ဖះကူသွားရအောင်မယ်။ခုလိုဆွေးပင်လဲဝင်နေလို့လည်းမဖြစ်သေးပါဘူး။တည်ခြင်းယုံမယ်။ပန်းဝင်ပြီးလှူရအောင်မယ်။ရတနာသုံးပါးကိုစီကံမယ်။ ဒီပြင်ပါမှလူမဆိုင်တော့ဘူးအားလုံးမေ့ပြင်လိုက်ကောင်းကောင်းကြီးဖျားရှိခိုးလိုက်မယ်ဖျားဝတ်တဲ့ရတာလည်းသိကောင်းတာပဲစိတ်ကြည်တယ်အစိန်နေရအစိန်နေရအပမေရကျေးဇူးတော်ရှင်ခင်းစိတ်ဒီစိတ်ထဲ၌တန်နေတန်ထားနှင့်ဖျားရှိခိုးကိုလေးလေးပင်ပင်ယူဆုံနေမိ၏ယူဆုံရင်းနှင့်ပင်လက်ထဲကစာကိုမြင်မိပြန်လေသည်ခင်ကိုယ်တိုင်ထိုးသောပန်းကလေးများမှာအလွန်လှပသည်တတ်၍ခင်ကဲ့သို့ပင်ချစ်စရာကောင်းပါ၏ သို့သောနှာစေးသူမိတ်ဆွေအားဒါနပြုလိုက်သည်ကိုမူချသာဓုခေါ်လိမ့်မည်ဟုမျှော်လင့်ပါသည်အမလေးကဲလိုက်တာကဲလိုက်တာလွန်လို့ယောက်ျားတွေဟာဒါမျိုးကြီးပါပဲတိတ်လူပါဝါကြတာပဲသူ့ကိုယ်သူဘာထင်နေတယ်လဲမသိဘူးဟုတ်ကဲ့ကျုပ်ကသူ့လိုကြဘိုးကိုတရူတသေးပန်းထိုးပေးရမယ်ညှော်နေဒီလိုလက်ကင်ပွားမျိုးစကော်စီထဲမှာတပဲကိုကူးတယ်ရတယ်ရှင့်ဟုတ်ပါရောအဲ့ဒါလိုပြောလိုက်ရတော့မကောင်းဘူး တိတ်လူလေလုံးတာပဲငါကိုဘလို့မင်းမစားများထင်နေပါလေ။အိုးငါကိုကလည်းဥပါတယ်။သူ့ကိုမတနာအတနာစောမိတာငါဘာမှောက်ကုန်တာပဲ။သူ့ကိုမခွဲနိုင်မခွာရဲ့တိတ်ဆွဲနေပြီလို့များထင်နေရောသလား။ပန်းထုပွားပေးတာကတခြားပါမဆိုင်ပါဘူး။ငါကိုထင်သေးစရာဘာမှမရှိဘူး။ငါကိုများအပေါ်စားလို့ထင် ဟုတ်ကဲ့ရှင်။ရှင်အားရီသာနှစ်ပြားတန်ကြပါလေရှင်လို့ပြောင်ပြောင်ကြီးကိုပြောပြလိုက်စီခြင်းနဲ့ တိပါပြီနောက်များတော့တိကြရောပေါ့ဘယ်တော့မှစာမပြန်ဘူးတေတောင်မေးဘူးကြည်နေဘာအောင်ကြသလဲငါကချီရပြီသူကဒီလိုကယူမဆိုင်သလိုစီးပိုးစော်ကားလုံးနေရင်ဘယ်တော့ဖြစ်မှာလဲဘလို့ယောက်ျားတွေလည်းမသိဘူးကာလာကြီးကခက်သားပဲနေသူတို့ကလည်းလုံလုံအပြစ်ပိုးဖို့တော့မရရီစားထားရတာများစိတ်ပြက်စရာကြီးဟိုကောက်ဆိုင်သမားတရှင်းလို့ပဲမြေပဲကောက်ရတာလေးဖုတ်တွေမြေတွေလူးလာကြီးရဲ့ ုပ်မနေဘူးတော့ဇက်ထဲလိုက်တော့မယ်ဇက်ထဲလိုက်တော့မယ်ရီးစားထားရတာလဲမတင့်မတင့်အစင်မပြေတဲ့ခါမှာမိမသားများဖို့အင်းကြီးတိတ်ခါအင်မတန်ပြပြစီတယ်ငါကလည်းမထားပဲမနေနိုင်ရီးစားများကလည်းအစမှာတော့တိတ်ပြီးတဲကြတာပါပဲခင်ကတိတ်ချောတာပဲခင်ကိုတိတ်ချစ်တာပဲအချင်းစားရင်ခြူတယ်ခင်မတနာရင်ငုံမယ်လေးပါလေးညာလေး ਨੇ ဒီကတော့လေအဟုတ်ပဲတနာလာလို့ယုံမိစာပြန်မိတယ်စကားလက်ခံပြောမိတယ် တော်တော်ကြာတော့သူတို့အချစ်တွေဟာဘယ်နဲ့အချစ်တွေလဲမသိဘူးအင်မတန်ဖောက်ပြန်တယ်ခွေးအချစ်ဝက်အချစ်တွေပါဟုတ်သားပဲမကောင်းဘူးဘာမှမကောင်းဘူးခက်ပါသေးတယ်ငါကလည်းသဘောကောင်းလို့ဟန်တူပါတယ်ခက်တယ်အခုခေတ်ရီးစားထားရတာကိုသိခက်တာပဲသဘောမကောင်းမြန်တော့လဲမကောင်းဘူးတဲ့သဘောကောင်းမြန်တော့လဲကောင်းလို့လို့မကောင်းဘူးတဲ့ဈေးပေါ်တဲ့အိုးသိခက်ပါတယ်၆ပြင်းကင်းကောင်းနေလို့ပဲမတန့်တော့ဘူးငါကလည်းလုံးလုံးအပြစ်ကင်းခြင်းမှကင်းမယ်လေမပြောတတ်ပါဘူး ။ယောက်ျားတွေဟာငါနဲ့တွေးစားမှာတော့တိတ်ယူကြတာကြီးပဲ။နောက်ပြီးတော့လည်းတဖြည်းဖြည်းခွာပြေးကုန်ကြရော့။ကြက်ပြောင်ငှက်ပြောင်ပျောက်ကုန်ကြရော့။ငါမှဘာများတလောက်ကြောက်စရာလန့်စရာရှိနေလို့ပါလဲ။နောက်များမှအေးအေးဆေးဆေးစဉ်းစားကြည့်အောင်မယ်။နှုတ်ပေမဲ့ငါစိတ်ရင်းကောင်းမှန်းချစ်တတ်ခင်တယ်မှန်းသူတို့အားလုံးသိကြမှာပါလေ။ကိုအဲ့ဒီလိုသဘောကောင်းတာတွေကိုပဲလန့်နေကြတာထင်ပါရဲ့။သူတို့အဲ့လိုပဲလမ်းကြထိတ်ကြပါစေ။ငါတော့ချစ်တတ်ခင်တတ်တာအမှန်ပဲ။ ချစ်တတ်တယ်လေမြင့်မိုးရွှေတောင်လုံးသာပါပေါ့လေးစုဒီပါတီတာရင်မြေဆုံးစီတော့ပေါ့ဟုတ်တယ်ဘာဖြစ်သေးလဲချစ်ချင်းမြတ်တာဆိုတာရှစ်ဆရာမဟုတ်ပါဘူးငါနဲ့စိတ်ဒူကိုဒူတယောက်အเจ้าကိုတယောက်နားလဲပါလေသည့်ကျင်ကျင်နာနာလူတယောက်များတွေ့ရင်တိတ်ချစ်ပြစ်လိုက်မှာပဲတကယ်ပဲသူ့ကိုတသက်လုံးချစ်မယ်ဘသူတားလို့မှမနေဘူးစွတ်ချစ်မယ်တရောင်းစားပဲဖြစ်နေနေငဆော့မဲဖြစ်နေနေတိတ်ချစ်မှာပဲသူ့ကိုစောင့်ရှောက်မယ်ကြည့်ရှုမယ် ကျွေးမယ်သူပြောအောင်ဘာမဆိုလုံးမှာပဲအိုးတိတ်ကိုချစ်ပြစ်လိုက်မှာပဲဒီလိုငါချစ်နိုင်မဲ့ငါချစ်သူတယောက်လောက်တွေ့ကျင်စမ်းနေခင်းရင်လိုက်ပါပြီအခုတွေ့ရတာတွေကတော့ကွာစားနဲ့ဂျဘိုးနဲ့တီလီကြီးပါပဲမိခင်စိန်တို့ကုသိုလ်နဲ့လိုက်တာအဟုတ်ပဲလေလောကကြီးမှာကိုချစ်တာမှကိုယူရမယ်ဆိုတာမှန်တယ်သူကဘာမှမခိုင်းမစေပဲငါကကြီးပဲတန်မူလာတို့လိုပြုစုရှင်စမ်းနေနေရာတကာမှာငါကိုပဲအားကိုးစေခြင်းနဲ့ ဒီလိုသာဆိုရင်တမျိုးကောင်းမှာပဲပျော်ပြီးလောအားကံရတွေတူးလာမှာပဲကိုကအာကိုအားထားလူကြီးလုံရတဲ့ဘဝမှာလူကြီးပြီးပြီးလောက်ကန်ကျွေးမွေးရလို့ဝတ္တရားနဲ့ပြည့်စုံခြင်းတောမတတတာဝန်ကြည်ပိုခြင်းပီတိဆိုတာတွေကို ခံစားရပြီးလောကကြီးဟာတာယာမှာပဲဟုတ်တယ်။အိုးတိတ်ပျော်မှာပဲနော်ခုလိုပုံစံနဲ့တော့ခက်ပါသေးတယ်စိတ်ရှုပ်ရဖို့ကြီးဖြစ်နေရတာပဲအချို့မိန်းမတွေဟာ ပန်းကလေးတွေကိုချစ်ပြီး ူနာပြူတက်တို့ဘာလို့တီထောင်ကြတာပဲဒါဟာဒါကြောင့်ပဲထင်တယ်မိန်းမဆိုတာချစ်တက်ခင်တဲ့တဘာဝတွေပဲယောက်ျားဆိုတဲ့အင်းကတဘာဝတွေများနည်းနည်းမှအသုံးမကျတော့သူတို့ဝမ်းထဲမှာပူရှန်နေတဲ့မြစ်တာရီတွေကိုခုလိုပဲပန်းကလေးတွေခွေးနာကလေးတွေပေါ်မှာသွန်လောင်းကြရရှော့ရှာတာပေါ့ဟုတ်ပါပေတယ်လို့ဗိမဲ့လေယောက်ျားထဲမှာလဲငါတို့လိုချစ်တက်ခင်တဲ့တာတယောက်တလေတော့ရှိအောင်မှာပေါ့ဧကန်နာရှိမှာပါပဲ ကနေ့ည9ဘာဖြစ်နေတယ်မသိဘူးငိုချင်တယ်လို့လို့ဟောဒီတေချင်းဆိုတေချင်းဆိုရဲ့စာကြောင့်ပဲသူ့ကိုလည်းဒီလောက်ကယူဆိုင်မနေချင်ပါဘူးခက်ပါသေးတယ်တွေ့ရင်တွေ့ရင်အလိုလိုဘာလိုလိုညာလိုလိုနဲ့ငါမှလည်းအချိန်ကုန်လာပြီတနေ့တနေ့မငယ်တော့ဘူးဒီလိုပဲလူရာမရရတာမလို့နဲ့အေယာယွန်းမှန်းမသိယွန်းနေပြီကြောက်တယ်စာတင်ရတာကလည်းပြင်းမှန်းလာပြီအသားရေကတော့ကောင်းပါသေးတယ်မနေ့စောစောတနခါလူရမယ် ပေါင်တာလဲကုန်ကန်နီးဖို့ထင်ရဲ့အကြီးတို့ဈေးထွက်ကြရင်မှားလိုက်အောင်ပါပဲခေါင်းမချုံရတာလဲကြာသွားပြီခင်စတုံးတော့ကြည်ကောင်းတာမြန်မာနိုင်ငံမှာမရှိဘူးတဲ့ဟဲ့ရေစရာကြီးခင်လဲကြောက်ပုံကလည်းစင်မရင်သာလူသိရင်တာပဲမောင်မျက်စီထဲမှာအမြင်မြင်နေတယ်တဲ့ဩရွှေပြက်ပြက်နဲ့တစ်ချက်တစ်ချက်ပေါက်ဆက်တတ်ပေမဲ့သူကောင်းတဲ့တော်တဲ့နေရာမရလဲရှိပေးတာပဲငါ့ကိုချစ်ရှာပါတယ်ဩသူစာကြီးကိုတော့မကြိုက်နိုင်ပါဘူးမုန်းပါတယ် ငါ့ကိုတမင်ချိုးတာတမင်စိတ်မကောင်းအောင်လုပ်တာမိမများစိတ်မကောင်းရင်အင်မတန်ဒုက္ခရောက်ရှာတာပဲတချို့မိမတွေအရက်တောက်ပြီးပျက်စီးကုန်ကြတာဒါကြောင့်ပေါ့ဟုတ်တော့မိငိမ့်သွားပြီအိုသူစားကိုမိရှုပ်ပြင်မယ်ဒါပဲဖြစ်နေဖြစ်နေမုန်းစရာကြီးမတနာဘူးမောင်မလည်းပိုးလက်ကင်ပွားများပေါ်ပါသည်တဲ့လူဘာဝလိုက်တာပေါ်ပြီမပေါ့သူနှမတွေကပေးကြမှာကိုအော်တွေးကြည့်နေဦးမယ်သူဘာသူဈေးကဝဲလာလာတွေနေမှာပါ ။ပူစာကိုများမီးရှို့ပြီးရင်ဘာတွေပြောမလဲမသိဘူး။အော်လာပြီးချွဲနေအောင်မှမြင်သေးတယ်။သူချွဲလာပေမဲ့နားထောင်လို့တော့အကောင်းသား။ခေါင်းကြီးငိုင်းဆိုင်နဲ့မျက်စိကလေးတွေမှေးပြီးရောင်ချာချာနဲ့။အော်ဒီလိုတော့လဲတနာတယ်။ဒါနဲ့ချစ်မိပြန်ရော့။အိုးမောပါလေအိမ်မဲအိတ်ချင်းပြီးခေါင်းမီးချုံပြီးငိုပြစ်။ငိုပြစ်လိုက်ရအောင်ကောင်းမလား။အော်ခုနေ့ကဘိုင်းစကုန်းကြီးကြတော့ကတော့သူကတိတ်အလိုလိုက်ရှာတာပဲ။ချောကလက်တွေဝယ်ပြီးရှာတယ်။သူငါ့ကိုချစ်ရှာပါတယ်။ ိတ်ပြီးအင်းကြီးခံတတ်ရှာပါလေငါကြီးသမျှခံရှာတာကြီးပါပဲသူငါကိုချိုးတာမဟုတ်နိုင်ပါဘူးနော်ငါထင်လွဲလို့နေမှာပါချစ်လို့ကြီးစားရှာတာပါ မချိုးပါဘူးချိုးတာမဟုတ်ပါဘူးချစ်လို့ကြီးစားတာကလိတာ အချစ်ဆန်းရှာတာပါအိုးအချင်းမီကိုကိုကန္နာလောကမဂ္ဂင်းဇူလိုင်1939ဒီဝိထုလေးဖတ်ပြီးတော့အခုမှစိတ်ကူးပေါက်သွားတာ ဲ့ဒီ1939အဲ့ဒီအချိန်ကလည်းချောကလက်ကျွေးတဲ့ခေတ်ရှိတယ်ပေါ့နော်အခုခင်မှာမဟုတ်ဘူးဟိုတုန်းကလည်းချောကလက်တွေဝယ်ပေးပြီးတော့ကျွေးတဲ့ခေတ်ရှိတာပေါ့နော်ဒီဝိထုလေးကတော့ main ကလေးတွေရဲ့စိတ်နေသဘောထားကိုဒီစာရေးဆရာကဖွင့်ဟပေးထားတယ်လို့ယူဆမိပါတယ်နောက်ဆက်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်